ဒါကတော့2025အောက်တိုဘာလ20ရက်နေ့ကစလို့အွန်လိုင်းပေါ်မှာပွဲဆိုစေခဲ့တဲ့တာပိုက်ကောင်ငတပြအမျိုးသမီးကြီးနဲ့ထက်မြက်မိမသူရဲ့ကောင်မကြီးကတကောသားမိကိုအောင်တော်မူကန်းရရကနေထင်ထားတဲ့ဇက်သားဇနစ်အတိုင်းမဖြစ်ပဲအာကုတို့ရောင်ပြန်ဟတ်လို့အရှုံးကြီးရှုံးကန်းဇက်သားဖြစ်သွားရရှာသူတွေ့သားသူဆိုင်ရှင်နော်ဝါလိုင်းတို့ရဲ့စိတ်ဝင်စားစရာနောက်ဆက်တွဲတဲ့တွင်မှာလိုင်းသားရ၅ရက်ကွယ်ဗိုလ်ချုပ်လမ်းမပေါ်ကတွေ့သားသူထဲဆိုင်ကပစ္စည်းခိုးမှုမှာ ပစ္စည်းကိုသူကလေးမင်လို့ဆွဆွဲခံရသူမရက်ခိုင်မလို့အများကသိကြတဲ့အမျိုးသမီးကြီးဟာလူများထင်ထားကြသလိုသွေးရင်းမိခင်ဟုတ်မနေခဲ့ပဲအဖွားတဝန်းခွဲတော်သူသားဖြစ်ကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။တင်ဆောင်သွားရှာသူတားဖြစ်သူကပြန်ဝင်စားတယ်လို့ယုံကြည်ရတဲ့ကလေးကိုထိမ့်မိနေရင်းနဲ့အကျွေးဖို့တွေနောက်ကနေတပူပူလိုက်နေခဲ့တာမို့ကြံရမရပဲလှိုင်းသားရ၅ရက်ခွက်ကတွေ့တာသူစတိုးဆိုင်မှာစတီးစလုံးခိုးမိရာကနေကလေးနဲ့အတူဓာတ်တိုင်မှာကြုံတုံနေပူလန်းတာခံခဲ့ရတာဖြစ်ကြောင်း ပြေရှင်းချက်တွေကလည်းတရင်ရနောက်ဆက်တွဲပါပဲ။ဇယိုက်ကျန်းပေါက်ဆိုပြီးတရားလက်လို့ရန်ကားနှိဆက်သူဆန်ရှင်အမျိုးသမီးနော်ဝဝလှိုင်းရလဲမတမာတဲ့ဤတွေနဲ့ငွေကြီးအရင်းအီးရယူဖန်တီးခဲ့ပြီးအလို့တမာတွေကိုခေါင်းပုံဖြတ်လို့တွေ့တာသူဆိုတဲ့အထက်ဆိုင်နဲ့စတိုးဆိုင်ကိုဖွင့်လင်းရောင်းချနေတဲ့သူဖြစ်တဲ့အကြောင်းကလည်းတယောက်စကားတယောက်နားနဲ့အစင်းစင်းပြန်ကားလို့အပုံးနဲ့လှိုင်းထွက်လို့လာခဲ့ပါတယ်။အခုတင်ဆက်ပေးမယ့်ဗီဒီယိုကွန်တက်လေးမှာတော့လူတိုင်းသိထားကြပြီးသားဖြစ်တဲ့ဆန်ရှင်အမျိုးသမီးဝဝလှိုင်းနဲ့ ခိုးမှုနဲ့ဆွဆွဲခံရသူအမျိုးသမီးတို့ကိုလှိုင်းသားရရဲစခန်းမှာခေါ်ယူစစ်ဆေးခဲ့ပြီးတဲ့နောက်မှာထပ်မံထွက်ပေါ်လာခဲ့တဲ့ကိုစီကိုစီနောက်ကျောင်းတွေနဲ့တံဝေကားရစရာလူမိုက်တွေရဲ့ဘဝဖြတ်တန်းကြပုံတွေကိုအများသူငါသိရှိနားလည်ပြီးဘ ഹു တုတရာပညာယူနိုင်ကြစေဖို့နိုင်နိုင်ချွတ်ချွတ်ရှာဖွေလေ့လာထားပြီးတင်ဆက်ပေးလိုက်ရပါတယ်။နားဆင်ကြည့်ရှုသူအားလုံးရှင်လန်းချမ်းမြေကြပါစေ။အခုတင်ဆက်ပေးနေတာကတော့ဗာမီမီဒီယာဗစ်ကပါ။ အရင်ဆုံးပြောပြမယ့်အကြောင်းကတော့ခုံးမှုနဲ့ဆွဆွဲခံရသူမက်ရခိုင်မလို့အမိရတယ်။အမျိုးသမီးကြီးရဲ့အကြောင်းကနေစပါမယ်။အဲ့ဒီအမျိုးသမီးကြီးနဲ့အင်တာဗျူးကိုကြည့်လိုက်ရတဲ့သူတွေဖို့မရှိမရှိဖြစ်နေကြကြမှာအသေးကြပါပဲ။ဘာလို့လဲဆိုတော့ဖြေကြတဲ့ဇကားတွေကအမီးမောက်မတဲ့သလိုသွေးသားတော်ဆက်ပုံကိုချွေးမရတာ။ကျမသားကတော့အခုမရှိတော့ဘူး။အစရှိသဖြင့်ထစ်လီထစ်လက်ပြောနေတာဖြစ်လို့တွားရောက်မေးမြန်းခဲ့ကြတဲ့ပရာဟိတမိသားဝန်ထမ်းတွေလည်းမရှိမရှိဥလဲလဲကြီးဖြစ်ခဲ့ကြရသလို လိုက်လွင့်ထားတဲ့အပိုင်းကို highlight လုပ်ပြီးပြန်တင်ပြတော့လေအမျိုးသမီးကြီးရဲ့အတိတ်ဘယ်ပေါအောင်မပြောတတ်တဲ့စကားပြောဟန်ကြောင့်ဗဟိနီးတွေအများကြီးဖြစ်ခဲ့ကြရပြန်ပါတယ်အတိတ်ဘယ်ပေါအောင်မဖော်တတ်တဲ့သူတွေကတော့လိုရာဆွဲတွေ့ကြပြီးဘာမှတော်ဆက်တာမဟုတ်ဘူးဒီတိုင်းအိမ်နာကကလေးတွေကိုထိမ့်ပေးတဲ့အတော်ကြီး ကိုရိုင်းသွားပြီးအနာကစိုက်ကားသမားတွေမုတ်ဆိုင်တွေကိုလည်းမေးပြီးပြီးကလေးငှားချတဲ့အမှုဆိုပြီးကာယကံရှင်ဖြစ်ကြချက်ကိုနားမလဲပဲလိုရာဆွဲတွေးခဲ့ကြသူတွေရှိသလိုတူမနဝန်းခွဲရဲ့ကလေးတဲ့ဟိဆိုတဲ့အဖွဲ့တွေကလည်းရှိပါတယ်။ဒါပေမဲ့ကလေးမိခင်မဆာကြည့်ဖြိုးကိုအင်တာဗျူးထားတဲ့ဗီဒီယိုကိုကြည့်မယ်ဆိုရင်တော့ဒီကလေးဟာမရက်ခိုင်မရဲ့ဘဝတဘာကိုကူးပြောင်းသွားခဲ့သူတာဖြစ်သူရဲ့အိမ်နာဟောင်းကလေးကနောက်အိမ်နောင်နဲ့ထပ်ရထားတာဆိုတော့အမျိုးဆက်မယ်ဆိုရင်အဖွားတော်ဝန်ခွဲတော်မယ်ဆိုတာမျိုးသိရပါတယ် ။ဒါပြင်မတ်ရခိုင်မှာခေါ်အမျိုးသမီးကြီးဟာအရင်ကစီးပွားရေးအဆင်ပြေပြီးအပေးကမ်းရရောစိတ်ကောင်းရှိတဲ့လူလက်တန်းစားအမျိုးသမီးတယောက်ဖြစ်ပါတည်း။အဆင်ပြေနေတဲ့အချိန်တုန်းကလည်းအနာကကလေးတွေကိုအိမ်ခေါ်ပြီးထင်းချောင်းပေးလေးရှိရလို့ဆိုကြပါရဲ့။အဲ့နောက်သူသားဝင်စားတယ်လို့ယုံကြည်ရတဲ့ကလေးလေးမွေးလာတဲ့ခါမှာတော့သူသူသားရင်းဝင်စားတယ်လို့ယုံကြည်တာဖြစ်တဲ့အတွက်အခြားကလေးတွေထပ်ပို့ပြီးဒီကလေးကိုပို့လို့ထင်ဖြစ်ပါတဲ့။ကလေးရဲ့မိဘတွေဟာအများရန်လို့လို့အလုံးလုံးနေကြရတာဖြစ်တာမို့ ညာဘက်၁၇နာရီကျော်အချိန်ညာတကောင်ရောက်မှသာအင်ကွန်ပြောင်းကြတဲ့သူတွေမို့ကလေးနဲ့ဘယ်သွားတယ်ဘာလုပ်တယ်ဆိုတာတွေကိုတေချာတိတိပပမသိနိုင်ကြပဲအဝဲလိုက်လျှော်တဲ့နေရာမှာကလေးကိုခေါ်သွားတယ်ထိမ့်ပေးတယ်ဆိုတာတော့ပဲသိကြပါတည်း။ဒေါ်ရခိုင်မကကလေးကိုထိမ့်ပေးမယ်ဆိုပြီးခေါ်သွားတယ်။တခါတလေနေလေတခါတလေညနေကျမတို့နေတဲ့လိုင်ကန်ကိုပြန်ပို့ပေးထားတတ်တယ်ဆိုပြီးကလေးရဲ့မိခင်ဖြစ်သူကပြပြခဲ့ပါတယ်။အထက်ဆိုင်အွန်လိုင်းပေါ်ရေပန်းစာပြန့်နှံ့ခဲ့ပြီးတဲ့နောက်နေ့မနက်မှာပဲ စေတနာရှင်ပြည်သူပရိဒအတင်းဖွဲ့စတာတွေဟာဒေါ်ရခိုင်မလေးစာကိုစုံစမ်းပြီးအလှငွေလာရောက်လူရန်တာစားစရာ တောက်စရာနဲ့စေဝါပစ္စည်းတွေထောက်ပံ့တာအစရှိသဖြင့်အမျိုးမျိုးပံ့ပိုးကူညီပေးခဲ့ကြပါတယ်။ပံ့ပိုးကူညီထောက်ပံ့မှုတွေကမနက်ပိုင်းမှာရောက်လာခဲ့ကြပြီးတွားရောက်တွဲဆုံလူရန်ပုံတွေမြင်ရတာက မနက်ပိုင်းမှာဖြစ်ပြီး Facebook တစ်ခွင်မှာလည်းတွားရောက်လူရန်ကြပုံတွားရောက်နေပုံစတာတွေကိုလိုက်လွင်ပြီး online ကလူလူကြီးရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ကြတယ်။ တချို့ပြဟိတအတင်းကြီးကလူတွေဆိုရင်ဒေါ်ရခိုင်မကိုတွားရောက်ထောက်ပံ့လူရန်ဖို့တွားရမှာ၃ရောက်ပေါင်း9000တောင်မပါပေမဲ့စေတနာသီးသာအတိကဒေါ်ရခိုင်မနဲ့တွေ့မှာလိုင်းမော်ကအလှခံပြီးလှူမယ်ဆိုပြီးစေနာတခုသာရှေ့တန်းတင်လို့အာကျိုးမှန်တက်တွားရောက်ကြတာပါပဲသူတို့ဒီလိုထားတဲ့စေတနာကရောင်ပြန်ဟတ်တက်တယ်ဆိုတာတွင်ထားတဲ့လိုက်မာတွေမြင်ရပါတယ် တနေကုန်လိုက်ရှာနေတာမို့၃နာရီခွဲအထိနင်းလေစာမစားရသေးကြောင်းလိုက်မှာအရေးမို့ပြောပြတဲ့အခါမှာလက်ဖေးရခေါ်တိုက်ချင်သူတမင်းကျွေးချင်သူတွေပေါ်လာပြီးခေါ်ကျွေးကြတာကြည်နူစရာလေးပါ ထိုလူတွေရဲ့စေတနာကဒေါ်ရခိုင်မကိုတွားရောက်ရှာပွေတွေ့ဆုံပြီးလိုင်းမော်မှာလှူခံပေးမယ်ဆိုတဲ့စေတနာတသက်တင်မဟုတ်ပါဘူးလိုက်လွှဲနေသမျှကာလာပတ်လုံးသူတို့တွားကြတဲ့လမ်း ပတ်ဝန်းကျင်စရတွေကိုလည်းလူတွေသတိမထားမိအောင်ကင်မရာကြီးကိုကားစတီယာရန်ကိုရိုက်ပြတာလမ်းကိုမမြင်ရအောင်ဖုံးတာအဆရှိသဖြင့်ဒေါ်ရခိုင်မနေတဲ့နေရာကိုလူတွေမခံမနိုင်အောင်ဖုံးထားခဲ့ပါသေးတယ်။ရည်ရွယ်ချက်ကဒေါ်ရခိုင်မကိုအကြောင်းပြုပြီးအွန်လိုင်းပေါ်မှာလူလိန်တွေအလှခံနေနိုင်တာမို့လိမ့်စာမသိအောင်ဖုံးထားရခြင်းဖြစ်ပါတဲ့။ဒေါ်ရခိုင်မကိုလူကျင်သူတွေထောက်ပံ့ကျင်သူတွေရှိရင်တို့လာမေးပါလိမ့်စာမပြောဘူး။သူကိုယ်တိုင်းလိုက်ဖို့ပေးပါမယ်တဲ့။ င်မတန်ကိုအမျှော်မြင်ရှိတဲ့စေတနာရှင်ကြီးတွေလို့ဆိုရမှာပဲเนาะဒါပေမဲ့လည်းဒီလူတွေကဒေါ်ရခိုင်မနေတဲ့နေရာကိုရောက်သွားခဲ့တဲ့အခါမှာတော့ပထမဦးဆုံးရောက်ပြီးလှူဒန်းသွားခဲ့တဲ့အဖွဲ့ကရှိနေခဲ့ပြီးပါပြီဒေါ်ရခိုင်မရဲ့လိပ်စာကိုဖုံးဖယ်ထားပြီးလှူကျင်တဲ့သူတိုင်းသူစီကနေတဆင့်ခံသွားကြဖို့အတွက်စေတနာကြီးကမပြေဝသွားရှာဘူးဆိုရမှာပေါ့အဲ့ဒီနောက်မှာတော့နာမည်ကြီး celebrity တွေဖြစ်တဲ့ခိုင်နှင်းဝေနီနီလင်းအိမ် ကျော်လွင်အစရှိတဲ့ပုံကိုတွေကတစ်စက်အလှကံပြီးလှူပေးတာမျိုးမဟုတ်တဲ့ကိုပိုင်ငွေတွေအသုံးပြုပြီးဒေါ်ရခိုင်မတင်ရှိနေတဲ့အကျွေးတွေကျေပအောင်ဝိုင်းဝန်းလှူဒန်းပေးခဲ့ကြပါတယ်ခိုးမှုနဲ့အမှုဖွင့်ခံထားရပြီး ခေါ်ယူစစ်ဆေးခံရမှုကလည်းကာယကံရှင်ကကြေအေးပေးခဲ့တာမို့အခုဆိုရင်အေးအေးစစ်ဆေးဖြစ်နေခဲ့ပါပြီကျန်းကျော်ရဆက်ခဲ့သူ Twitter သူဆိုင်ပိုင်ရှင်အမျိုးသမီးဝဝလိုင်းနဲ့ပတ်သက်ပြီးရက်ွက်ထဲကအတွင်းသတင်းတွေပြောကြားချက်အရအကောင်မှာတမိသားစုလုံးဇယိုက်တွေ အသက်60ကျော်အဖိုးကြီးတယောက်ရဲ့မယင်ငယ်ခံစားပြီးဒီလိုဘဝရောက်လာတဲ့ကောင်းပါပါအဲ့ဒီအဖိုးကြီးစီကနေရွှေဆိုင်ဖွင့်ဖို့ရွှေတွေချူထားတာရွှေဆိုင်ဖွင့်ကနေမှမယားကြီးကတည်ပြီးရွှေတွေလာပြန်သိမ်းပြီးပွဲချမ်းလို့ရွှေဆိုင်မဖွင့်လိုက်နိုင်နဲ့ဇယိုက်မိသားစုပါတယောက်ကလုံးအော်ကြော်လန့်ဒီမိမက အရင်ငယ်ရွယ်ချင်းရုပ်လေးရှိတုန်းကလူတကာကိုပက်ပြီးချူခဲ့တဲ့ပိုင်လုံးတက်မတော်ကတက်ချက်တယောက်နဲ့လည်းအိမ်အောင်ကြခဲ့ဘူးတဲ့သူ့ဆိုင်ဝန်ထမ်းတွေကိုဆိုရင်တအူးဆံပိုင်လို့ကျွလို့သဘောထားဆက်ဆံတာ အထက်ကျုပ်မိန်းကလေးတွေကိုလည်းခေါင်းပုံဖြတ်အမျက်ထုတ်ပြီးချုပ်တဲ့လုပ်ငန်းဆိုလားအဲ့ဒါတွေလုပ်နေတယ်။တရွက်ခွက်လုံးကတော့ချီးယွန်းတယ်လို့ကိုယွန်ကြတယ်။စိုက်နာမည်ကတွေ့တာသူအစားတွေ့တာသူဒီလိုနာမည်ပြောင်းရမယ်။အစရှိသဖြင့်နော်ဝဝလှိုင်ကြီးရဲစခန်းမှာဖမ်းခံနေရစဉ်တရွင်းနဲ့ဆက်လို့နောက်ကျောင်းတွေထွက်လာခဲ့ပြန်ပါတယ်။အခုချိန်သူမျက်နှာအနေထားကတော့ယူနီကိုတဲ့ကဲကလေးကောညင်ကိုကောပါယူနီဖူနဲ့လောင်းမယ်။ ကလေးကိုရင်ခွင်ထဲပိုက်လို့နေပူပူအောင်ဓာတ်တိုင်မှာကြိုးတုပ်ခံထားရတဲ့အမျိုးသမီးကြီးကိုပြောနေတဲ့ပုံစံနဲ့တော့ဘဲတူနိုင်ပါမလဲလေ။ဒါပေမဲ့လည်းအလင်းရှိရင်အမောင်ရှိတယ်။အကောင်းရှိရင်အဆိုးရှိတယ်ဆိုတဲ့စကားအတိုင်းမျက်နှာသူမဲ့ရခိုင်မဘက်ကနားပေးကြတဲ့သူတွေရှိသလိုအခိုးခံရသူကခြေထဲမှာတကိုးကအိမ်မှာမိမင်ကြီးထိုင်ပြီးအလှငွေတွေလက်ခံနေတယ်။တကိုးမကဒစားကန်အဖြစ်ကာပါလုံးချင်လို့ကလေးကိုချနေတာ။တကိုးမကပိုယုံမာတာ။ အစရှိသဖြင့်ဒေါ်ရခိုင်မကိုဝေဖန်ပြစ်တင်နေကြသူတွေကလည်းရှိနေကြတာမို့လက်ရှိမြန်မာအွန်လိုင်းလူလူကြီးထုံးစံအတိုင်းနှစ်ချမ်းကွက်လျက်ရှိနေပါတော့တယ်။အဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်။